အားလုံးပဲမင်္ဂလာများဆိုင်းနံတရေဌာနမှာပြလဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ဗမော်တိုင်ပွဲမှာ KI PDF တွေအထည်နာနေပြီဟုဆိုလာတဲ့အဘာသာဥအောင်မင်းပြောတာလည်းရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီပိုင်းမှာဥအောင်မင်းကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘယ်လိုဆက်လက်တင်ပြထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းနံတရေဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ တာပေါ့ဆိုဒီနေ့ကကျတော့ကျွန်တော်တို့ကဒါဒီဗမော်တိုက်ပွဲပေါ့နော်ဗမော်တိုက်ပွဲကလည်းနော်ဗမော်မှာလက်ရှိအနေထားမှာကပြောရရင် KIA နဲ့ PDF တွေကရှုံးနေတယ်ရှုံးနေရတဲ့ဒါအဲ့တော့တက်ကလည်းဒီဗမော်ကနေပြီးတော့ဟာလာတက်ရဲ့ပြောရရင်ဒီဒီတက်မတော်ရဲ့မာပြူကလည်းဒီဗမော်ကဟာလာဒီဗမော်ကနေ KIA တို့ PDF တို့ဖတ်ပြေးသွားရင်သူ့မာပြူကလည်းဘာလဲဆိုတာကိုဒီချိန်ထိခံမှန်းတော့ခံနေတယ်နော်ပြောရရင်တော့ဗျာဟိုဘလူးခေါ်မလဲဒီခုနေ့ကနေပြီးတော့ကျွန်တော်ဘလူးခေါ်မလဲအမှန်မှန်ကတော့ဗမော်က ပထမပိုင်းမှာဒီကြိုင်လက်ကိုကြာကန်နေဖြစ်နေတာဒါပေမဲ့အဲ့မှာဒီဘက်ကပြောရရင်တက်ကဟာလာဒီဟိုနေမှာပြောနီးပြီးတော့အင်အားတားတဲ့အတွက်ပြန်ပြီးတော့ဒီ KI နဲ့ PDF ကိုပြန်လုံးလိုက်နိုင်တယ်ပြန်ပြန်ပြီးတော့ပြောရရင်တံတန်ထိုးစစ်အားကောင်းသွားတယ်အားကောင်းသွားတဲ့လက်ရှိနေထားမှာဗမော်ကိုတက်ကအုပ်စည်းမိထားပြီအဲ့တော့ဗမော်ကိုအကယ်၍ဗမော်ကနေ KI တွေထွက်ပြေးသွားရင်တက်ဟာလိုင်ဇာအထိလိုက်မလားဒါကကျွန်တော်တို့ကဒါသုံးသက်ကြည့်အောင်နော်လိုင်ဇာအထိလိုက်မလားဒါမှမဟုတ်ဗမော်ပါပဲရက်နေမလားဒါကဟိုပြောရရင်ဟိုတက်မှာရှိတဲ့ တောင်ရှိသူတွေပဲတိလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီလိုသုံးသပ်ချင်တာအဲ့မှာသတင်းမှာရေးထားတာဘယ်လိုလဲဆိုတော့ဗမာမျိုးမှာဒီရပိုင်းအတွင်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီလေချောင်းဘုံကြီးတိုက်ခိုက်မှုရှိကြောင်ဒေသခံတွေကသိရတယ်တဲ့မေရှိယနေကညောင်မင်ရက်ကွက်ကကန်းသားရိတ်တာဘုံကြီးချောင်းကိုလေချောင်းနဲ့ဘုံကြီးခံရတယ်နှစ်ခါတဲ့အဲ့ဒီမှာစစ်ဆောင်တွေစုနေကြတာလို့ဒေသခံတွေကပြောတယ်လေချောင်းဘုံချောင်းလူ15ယောက်ခန့်တေဆုံးပြီးတော့အယောက်30ကျော်ထိခိုက်ဒဏ်ရာရတယ်လို့သိရတယ်လို့ပြောတယ်ကန်းသားရိတ်တာချောင်းနဲ့ရက်ကွက်ကလူကြီးတွေအများကြီးကြံခဲ့တယ်ဘဲမှသွားစရာမလိုလို့ပေကက်နေနေပေကက်နေနေကြတဲ့အဖွဲ့တွေအိမ်မှာလဲ၃ယောက်ခြံထားခဲ့တယ်အဆက်အသွယ်မရလို့နောက်ဒေသခံတွေကပြောတယ်တဲ့ ကျန်နေခဲ့တဲ့စစ်ဘေးဒုက္ခသည်တွေကလေချောင်းဘုံကြောက်ပေါက်ကွဲလို့ဘေးမကင်းပဲတည်ဆုံးတာတွေရှိပြီးအိနီးနာချင်းတွေအတိတွေထိခိုက်တည်ဆုံးတာတွေလည်းရှိရလို့သူကပြောနေတဲ့ဖះရဲကြံနေခဲ့တဲ့အိနာနီးချင်းတွေအပောင်ဝင်တဲ့အရက်သေးကလူတွေရောမန်စီမိုးမောက်ဘက်ကစစ်ဆောင်တွေပါပါနေပြီးတဲ့အခက်အခဲအမျိုးမျိုးကြောင့်မွှေ့နိုင်ကြကြောက်လို့ဆိုတယ်တဲ့လက်ရှိတက်မတော်နဲ့နီးဆက်သူတွေကတော့တဲ့မင်းကောင်စစ်ချောင်းကယမန်နေ့မေရှိရနေ့ကဗမော်မြို့အတွင်းမှာရှိတဲ့ KIA နဲ့အဖွဲ့တွေကိုဒရုန်းလေချောင်းနဲ့တန်ရက်ကအမြောက်ပစ်ကူယူပြီးတော့ခြေမုံပြီးတဲ့မြေပြင်ရှင်းလင်းရေးတွေဆောက်လုပ်နေတယ်လို့ဆိုရတယ်တဲ့ဒါအပြင်ဖားကန့်လမ်းပေါ်မှာရှိတဲ့ ကပ်ပေါင်ဆွေရွာဘုံကြီးကျောင်းနဲ့ဆူတောင်းတောင်တွေဘက်မှာလည်းမြန်မာနေမေလရှိရနေကတဲ့တက်မတော်နဲ့ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့နဲ့ KIA အဖွဲ့တို့ရာနဲ့တိုက်ပွဲပြင်းထန်ရလို့ဒေသခံတွေကပြောတယ်ပြီးခဲ့တဲ့ AB လကစပြီးမြကြီးနားနန်ရဖားကန့်သွားလမ်းကြောင်းပေါ်ကတက်မတော်နဲ့ပြည်သူစစ်ပူးပေါင်းအဖွဲ့ကပြန်လဲထိုးစစ်တင်လာနေတာဖြစ်တယ်တဲ့ငလင်တန်ပြန်လဲထော်ရင်းနဲ့စစ်မှန်တဲ့ငင်းကြီးတွေဘာကြောင်ဘာကြောင်ထားပါတော့ဒီတရင်ကသူတို့ကြီးမထားပါတော့အဲ့လက်ရှိနေထားမှာဒီပမော်ရဲ့ဟလာဟိုနင်းကဟိုတိုက်ပွဲတွေက KIA ဆက်လက်ရှင်တန်ခွင့်ပေးမလား KIA ကိုအပြုတ်တိုက်မလားဆိုတဲ့ မေကွန်းတွေအထိကျွန်တော်တို့ပေါ်လာနိုင်တယ်ဗမော်တိုက်ပွဲတွေကဘာကြောင့်လဲဆိုတော့ဒီဗမော်မှာတက်ကဟလာအလုံးရင်းနဲ့အင်အားထိုင်ထားခြင်းအပြင်ဒီအဲ့ဒီမြေကြောင်းကနေတက်လာမဲ့ပြောရရင်အဓိကအပြင်တော့ KIA တွေရှိဟလာရိတ်ခါတို့လူသူတို့လက်နက်တို့သွားမဲ့လမ်းကြောင်းတွေကိုဖျက်ထားနိုင်တယ်ဖျက်ထားနိုင်တယ်အဲ့တော့တကယ်နေလားငလားပြောကြရင်ဗမော်ကိုလာတိုက်တာက KIA ရဲ့လာတိုက်တာသူ့ရဲ့မဟာဗျူဟာအရဘာကြောင့်ဗမော်ကိုတိုက်တာလဲဆိုတော့ဗမော်ဟာဒီပြောရရင်အညာဒေတာနဲ့ဆက်ဆက်ပေးနိုင်တဲ့ KIA အတွက်အဓိကဂျားကန်မျိုးဖြစ်တယ်နော်ဒီတရားပြောရရင်ရိတ်ခါတို့ဘာလို့ဒီကနေပြီးတော့ကျန်တဲ့ အညာဒီသားကိုနော်စကိုင်းတို့မကွေးတို့ကိုထောက်ဖို့လုံနိုင်တဲ့တကယ်ဂျားကန်နေရာဖြစ်တယ်ဟဟလာအဲ့ကနေဆင်းလာကျွန်တော်တပိတ်ချင်းတို့ဘာလို့ကနေပြီးတော့ဒီအညာကိုအများကြီးဟဟလာပြောရင်ထောက်ပံ့နိုင်တယ်အဲ့တော့ပြောရရင်ဒီ KIA ကလည်းဒီဗမော်ကိုသူကလည်းအပိတိုက်တာနော်အပိတိုက်တာဒါပေမဲ့ဗမော်မှာကဗမော်မှာရှိတဲ့တပ်မတော်သားတွေဟဟလာယာစီစစ်တီတွေနော်သူတို့ရဲ့ရွေးချယ်တိုက်ခိုက်မှုကြောင့်ဘယ်လိုခေါ်မလဲပြန်ပြီးတော့တွန်းလှန်မှုကြောင့်လက်ရှိအနေအထားမှာဒီပြောရရင် KIA ကဖြည်းဖြည်းစုံနေရတော့နော်တော်တော်လေးအထိနာနေလို့ပြောလို့ရတယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ KIA တွေကိုအရင်တော့ကတကယ် KIA ကိုစစ်အကောင်တိုက်ပေးတာက အညာဘရက်တွေလက်ရှိမှာအညာဘရက်တွေတော်တော်များများလည်းပြောရင်တောက်တောက်လည်းတည်နေတာဓာတ်ပုံတွေနဲ့တက်လာတာမဖုံးနိုင်မဖိနိုင်အောင်တည်နေတာအဲ့တော့ဒီပြောရရင် KIA အတွက်ကတော့ဟိုဘယ်လိုခေါ်မလဲမင်းပဲပြေးမလဲမိချိုသေးလို့ပဲကျွန်တော်မေးချင်တယ် KIA ရတော့လीအဲ့တော့ပြီးခဲ့တဲ့အဲလာဒီဘိုင်းကဆိုလို့ရှိရင်လည်းဒီဂွမ်မော်တို့ဘာလို့ဆိုရင်ညဘက်အိတ်ရင်ဂွမ်မော်ကဘန်ကာထဲမှာအေးရတာနော်ဘန်ကာထဲမှာအေးရတာဆိုတော့အဲ့လောက်အထီကို KIA ရဲ့အခြေအနေကစိုးနေပြီနောက်တစ်ခုကဘာလဲဆိုတော့တက်ကပြောရရင်တော့ဟိုဒီချိန်ထိပေါ့ဗျာဒီချိန်ထိ ဟိုဘယ်လိုခေါ်မလဲသဘောကောင်းပြီးတာတော့မဟုတ်ဘူးနော်သူ့အနေနဲ့ဟလာမင်းတို့ NCA ထဲမှာပါတယ်သူ NCA ထိုးထားသည်ဖြစ်စီမထိုးထားသည်ဖြစ်စီပေါ့နော်မင်းတို့ကလည်းငါတို့ဆွေးနွေးညှိနှိုင်းနေနေမဲ့သွားမယ်မင်းတို့အပြုတ်ချေမုန်းနေမသွားဘူးဆိုတဲ့သဘောထားတော့ရှိနေပုံရတယ်ဒါကြောင့်မလို့တက်အနေနဲ့ကဒီလက်ရှိပြောရရင်ဒီဟလာဗမော်ကနေပြီးတော့လိုက်စာကိုအမြောက်တကန်းဖြစ်နေပြီကျွန်တော်သိတယ်လားလိုက်စာကိုအမြောက်တကန်းဖြစ်နေပြီဒါပေမဲ့တက်ကအယောက်မင်းတို့ဗမော်မင်းကောင်ကြီးစုတ်ခိုင်းမင်းတို့နေထားတဲ့နေရာမှာနေဆိုတဲ့သဘောမျိုးပေါ့နော်ဒါပေမဲ့ KI ကကောင်းပါတယ်ဗျကျွန်တော်သိတယ်ကဲကောင်းပါဒီဘက်မှာ तू ကနောက်ထပ်ဘယ်လိုခေါ်မလဲ ဟိုစစ်မြူတာခေါ်မှာပေါ့နော်ဒီဟိုနင်းဘက်ကိုအဲကျွန်တော်မြစ်ကြီးနားဘက်ကိုလာပြီးတော့ဟိုဘလို short tight ဒုံးနေနဲ့လာပစ်တယ်သူကစစ်ပွဲတစ်ပွဲဖန်တီးတဲ့သဘောမျိုးလောက်တာပေါ့နော်အဲဒါမျိုးကြီးလောက်တာရှိဆိုတော့လက်ရှိအနေထားမှာတော့ဘလို့ပဲဖြစ်ပါဒီဟိုနင်းကအဲ KIA ကခွက်ခွက်လိုက်ရှုံးနေပြီလို့နော်ဒီရလိုက်ရနေပေါ့နော်လက်ရှိအနေထားမှာနောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်ခုကလက်ရှိအနေထားမှာဒါလည်းပြောရရင်ဗျာဒီဘမော်တိုက်ပွဲနဲ့ဆက်ဆက်နေလိမ့်မယ်သို့မဟုတ်ဒီဟိုနင်းမော်ကျွန်တော်တို့အော်မြောက်ဝတီပေါ့နော်မြောက်ဝတီကိုပြန်ပြီးတော့ဒီ KIA KNU ကမြောက်ဝတီကိုပြန်တိုက်ခိုက်ခြင်းတဲ့အတွက် ပြောရရင်တက်တွေကအကဲဘော်တော့ KNU ကညောင်ရီကိုပြန်တက်ရင်တက်တွေအလုံးရင်တက်မလာနိုင်အောင်တခြားနေရာတွေကဖြန့်ခွဲပြီးတော့တိုက်ပွဲငယ်လေးတွေပေါ်နေရလို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဗျာ။ဘာကြောင့်လဲဆိုတော့လက်ရှိနေသားမှာကျွန်တော်တို့ကညောင်ရီတို့ဒီကရင်ပြည်နယ်ဘော်တော့ကရင်ပြည်နယ်ကိုတက်မယ်ဆိုရင်အဓိကကကျွန်တော်တို့ကဘယ်လန်းကတက်မယ်ဆိုတော့ဒီရန်ကုန်ဘက်ကတက်မယ်ဆိုရင်ဟဲ့လားဟိုဒီလိုကြိုက်ထိုးလို့ဘီလင်းလို့အဲ့ဘက်ကနေတက်ရမှာ။အဲ့ဘက်ကနေတက်တာ။ဆိုအဲ့ဘက်ကနေတက်တာဖြစ်တဲ့အတွက်လက်ရှိနေသားမှာဒီဟိုနေ့ကနေပြီးတော့နော်အဲဒီမွန်ပြည်နယ်ဘော်တော့ကြိုက်ထိုးဘီလင်းနဲ့တထုံကြားမှာစီရီတင်းမှနေတယ်ဆိုပြီးတော့ဒီနေ့တရင်တဘုတ်ကတက်လာ။အဲ့ဒါကိုကျွန်တော်အရင်ဖတ်ပြမယ်ပြီးရင်ကျွန်တော်သုံးသပ်မယ်။ စီးရဲတင်းမနေလို့တဲ့ကြိုက်တူဘီလင်းနဲ့တထုံမှာအရသာထောင်ချီတိမ်းချောင်နေရတယ်တဲ့မွန်ပြည်နယ်ကြိုက်တူဘီလင်းနဲ့တထုံနယ်မှာစီးရဲတင်းမနေလို့အရသာထောင်နဲ့ချီတိမ်းချောင်နေရတယ်လို့စီးရဲတင်းရေးမင်းတွေကသိရတယ်ပြီးခဲ့တဲ့အီဘီလာ28ရက်နေ့ကစတင်ကလေချောင်းနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေဇက်တိုက်ဆိုးသလိုရှိလာတဲ့အတွက်ဒေသခံတွေတိမ်းချောင်နေရဖြစ်တယ်လို့သိရတယ်လေချောင်းတိုက်ခတ်မှုတွေကတော့အဆက်မပြတ်ပဲတဲ့အခုကတော့စီးရဲအခြေအနေကတင်းမနေလို့မယ်တဲ့ဒီမနက်တင်လေရင်တွေဝဲနေတာတဲ့ပြီးခဲ့တဲ့ရက်ကလည်းတထုံနဲ့ဘီလင်းဘက်မှာကားလမ်းရောရထားလမ်းရောမိုင်းခွဲခံရတာရှိတယ်ဒေသခံတွေကတော့ပြီးခဲ့တဲ့အီဘီလာကလေးကရှောင်ဝင်ရပြီတဲ့စုစုပေါင်းလူ6000လောက်နေပါလောက်ရှိမယ်တဲ့ ်ဘေးလွတ်ရအောင်ကြရတာပါတဲ့သူတို့တွေအတွက်လက်တလုံးအရေးပေါ်လိုအပ်နေတာတွေကတော့စားနပ်ရိက္ခာနဲ့စီဝါရဖြစ်တယ်လို့စစ်သည်ချင်းမင်းကပြောတယ်တဲ့ KNU ရဲ့မေလ9ရက်နေ့ထုတ်ပြန်ကြမှာတော့တဲ့ကြိုက်ထုံမျိုးနဲ့ပြင်ကရိုးကုန်းရအုပ်စုမှာတဲ့ပြီးခဲ့တဲ့ AB လ28ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့တထုံမျိုးနဲ့မှာလဲမေ2ရက်4ရက်နေ့6ရက်နေ့တွေမှာဟလာအုံင်းချင်းမြန်တရင်ခမာရ239ခု236အမြောက်တက်အမတ330အမတ320နဲ့အမတ400နှစ်တွေကနေလက်နက်ကြီးတွေနဲ့ပြစ်ခတ်ရလို့ဖော်ပြထားတယ်။လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုကြောင့်နဲ့ဆေးရုံဖုန်ကြီးကြောင်းအပါအဝင်အဆောက်အုံတချို့ လမ်းမီးတိုင်းအနေနဲ့စိုက်ပျိုးရေးခြံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပြီးတော့တဲ့ဒီဘက်ကအစိုးရဘက်ကတော့လက်ရှိစီးရေးအခြေအနေနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမျိုးမရှိဘူးတဲ့လေချောင်းလက်နက်ကြီးတိုက်ခိုက်မှုကလူတွေကတော့ဘာမှမဖြစ်ဘူးအဆောက်အုံတွေရောဘာချမ်းထန်းတော်ကြက်ပေါက်ချမ်းတွေပျက်စီးကုန်တာရှိတယ်အခုကမြို့ပေါ်တွေကဘာမှမဖြစ်သေးဘူးရွာတွေဘက်မှာပဲတိုက်ပွဲတွေဖြစ်နေတယ်ရှောင်းနေရတာတော့မြို့ပေါ်မှာပဲရှောင်းနေရတာတဲ့မြို့ပေါ်ကဘုန်းကြီးကျောင်းတွေနီးစရာအိမ်တွေမှာအလင်းတင်းတယ်လို့နေကြရတယ်လို့ဒေသခံတွေကပြောတယ်ဒါကပြင်လက်ရှိမှာ တက်မတော်ကကြိုက်ထူတိတ်စည်ရဲမျိုးနဲ့အနီးမှာခမာရ2300ခွန်အမတာ330တရင်စတဲ့အထိုင်တက်တွေအပါဝင်ကင်းမုံတွေအများပြားနဲ့တက်ဆွဲထားလို့သိရတယ်လက်ရှိမွန်ပြည်နယ်မှာတိုက်ပွဲတိုက်ပွဲတွေနဲ့စီးပရိဖာတွေကြောင်းနဲ့ကြိုက်ထူဘီလင်းတထုံချိုင်မျိုးတန်မြူစရဲရေးမျိုးနယ်တွေကဒေသခံတောင်းချီစေပေးဆောင်နေရပြီတချို့စေပေးဆောင်တွေကတော့နေရက်မပြောင်းနိုင်တာနှစ်နှစ်နီးပါးရှိနေပြီလို့ပြောတယ်ဆိုပြီးတော့ဒီလိုတရေတော်မှဒီလိုဖော်ပြတယ်ဆိုတော့လက်ရှိအနေအထားမှာပြောရရင်တစ်ဖက်ကဒီ KNU နဲ့ PDN အုပ်စုတွေကသူတို့ကစစ်ပွဲကြီးတွေ စစ်ပွဲကြီးတွေပေါ်ဆောင်တော့မယ်သူကစိတ်ဝင်တယ်ရွာတွေကိုစိတ်ဝင်တယ်အရက်သားဟန်ဆောင်ရုံနော်ဒါအားလုံးသိရတယ်မယ်အရက်သားဟန်ဆောင်ကြီးစိတ်ဝင်တယ်ပြီးလို့ရှိရင်အဲ့စိတ်ဝင်ထားတဲ့လူတွေကအဲ့ဒေတာမှာဘယ်နေရာမှာတက်တည်ရှိတယ်ဘယ်နေရာမှာဟာလာချက်ပိုက်နေရှိတယ်ဒါတွေကိုသူကလေ့လာတယ်လေ့လာပြီးတော့မှသူကလည်းအလင်းငိုက်ဝင်တိုက်တယ်အဲ့တော့ဒေတာကန်တွေကလည်းဗာလဲဆိုတော့သူတို့ဒေတာတွေမှာစစ်ဖြစ်မှာကြောက်တယ်ကြောက်တော့ဗာလို့လဲဆိုတော့ဒီဘက်မှာတက်ကိုသတင်းပေးတယ်ပေးပြန်သူတို့လည်းပြေးတာဒေတာကန်တွေကတက်ကိုသတင်းပေးတယ်တက်ကဘင်းတော့မယ်ဆိုတော့သူတို့ကလည်းပြေးတယ်အဲ့တော့အဲ့ပြေးတဲ့လူတွေကစစ်ဆောင်နေဖြစ်လာတော့နော်ကျွန်တော်ပြောချင်တာအဲ့တော့ဒီလူတွေပြလာဥမာဖြင့် KNU တွေ PDF တွေ သူတို့ရွာတွေကိုစိတ်ဝင်နေပါပြီလို့ရွာကနေပြီးတော့တက်ကိုသတင်းပေးတယ်သတင်းပေးတာပြင်းနေတဲ့သတင်းပေးတာပေါ့နော်အဲ့တော့တက်ကပြင်းနေပါတော့ဒီလိုမျိုးပေါ့အဲ့တော့လက်ရှိအနေအထားမှာကပြောရရင်တော့အဲကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်ကျွန်တော်တို့ဒီဝင်နေပေါ့နော်တင်းနိုင်တိုင်းဘက်မှာတချို့ဒီ KNU ဘက်ကဟာတီခီတို့ဘာတွေပေါ့နော်ဓာတ်တွေကိုဝင်တိုက်တာတွေဝင်ဆောင်တာတွေကျွန်တော်တို့ကြားရတယ်ဒါတွေတစ်ဖက်ကသတင်းတွေပေါ့ဗျာဟုတ်ပြီမဟုတ်ပြီတော့ဒီဘက်ကတက်ဖက်ကတော့ဓာတ်တွေကိုဒီပြူတာမရှိဘူးနော်ဒီပြူတာမရှိဘူးကျွန်တော်ဒါမျိုးတွေရှိအဲ့တော့တချို့တိုက်ပွဲတွေကဘာလဲဆိုတော့တက်ကိုရောင်ပြဆွဲထုတ်တဲ့တိုက်ပွဲတွေကများတယ်တကယ်နင်လားငါလားတိမ့်မဲ့စခန်းတွေကြာရင်အဲဒီကောင်တွေကအဲ့ညာကိုအင်အားနဲ့ဝင်လုံးတော့ဗျာတက်ကတစ်ဖက်မှာ ဘလို့ခေါ်မလဲဟိုဘလို့ခေါ်မလဲစစ်ကူတို့ဘာလို့ပို့နေရတဲ့အချိန်မှာတစ်ဖက်ကိုအာယုံဆိုင်နေတဲ့အချိန်မှာဒီကောင်တွေဝင်လုံးလာနေရှိဒါကြောင့်မို့တက်ကလည်းနောက်ပိုင်းမှာဒီကောင်တွေရှိနေတယ်ဆိုတော့ဟလာဒီ KNU တို့ BDF တို့ရှိနေပြီဆိုတော့ねအဲ့ရွာတွေကို drone နဲ့ပုံကျဲတယ်ပြီးအမြောက်နဲ့လှမ်းပြစ်တယ်ဒါမျိုးရှိအဲ့တော့အဓိကတော့ဘာလဲဆိုတော့ရွာသားတွေအနေနဲ့ရှောင်ရတာပေါ့ဗျာနော်ရွာသားအနေနဲ့ရှောင်ရတယ်ရှောင်ရတော့အဲ့တော့ဘာဖြစ်လဲဆိုတော့စစ်ပြေးဒုက္ခတွေဘလို့ခေါ်မလဲစစ်ရှောင်တွေပေါ်လာတယ်ကျွန်တော်တို့ဒီလိုတုံးတယ်ဒီလိုတုံးတယ်ဒါလက်ရှိနေထားမှာမွန်ပြည်နယ်ဘက်ကိုနော်မွန်ပြည်နယ်တချို့ဒေသတွေမှာဘလို့ခေါ်မလဲစီးရေလှှားမှုတွေရှိနေတယ်ဆိုတော့ တဘောကိုကျွန်တော်တွေ့ရတယ်ဗောနော်ဒါဒီလိုမျိုးပေါ့နောက်တစ်ခုကဘာလဲဆိုတော့လာရှုမြို့ကိုမလာရှုမြို့မှာဗောနော်တောင်ဝင်ပြန်ပြီးထန်းဆောင်မယ်ဝန်ထမ်းတွေအနေနဲ့အခက်အခဲတွေ့နေရတယ်လို့ဘာဖြစ်လဲဆိုတော့လာရှုမြို့မှာကနေကင်းကြောင်တောင်ကြီးကိုဘာဖြစ်လဲဆိုတော့ခိုးဆိုးလူနိုင်တွေအရမ်းများနေအဲ့ဒီတဲ့နှစ်ဘုတ်ကိုကျွန်တော်တွဲရကျွန်တော်တည်ပြပါမယ်အရင်ဆုံးဖတ်ပြမယ်ဖတ်ပြရကျွန်တော်သုံးသပ်ပါဗောနော်လာရှုမှာပြန်ပြီးတောင်ဝင်ထန်းဆောင်မယ်ဝန်ထမ်းကျိုးအခက်အခဲကြုံနေရတယ်ကိုကန် MNDA အဖွဲ့ကလွှဲပြောင်းပေးအပ်ထားတဲ့လာရှုမြို့ကိုတောင်ဝင်ပြန်လည်ထန်းဆောင်နိုင်ဖို့ပြန်လာမယ့်ဌာနဆိုင်ရာဝန်ထမ်းတွေခီးစိကြီးမြင့်တာအပါအဝင်နဲ့အခက်အခဲအချို့ကြုံနေရတာကြောင့်ဝန်ထမ်းတွေစီကသိရတယ်တဲ့ လမ်းခီးကတော့ဘာမှမဖြစ်ပါဘူးလေအဓိကကခီးစိတ်ပါတဲ့ရတဲ့လစာနဲ့ခီးစိတ်ကရမ်းကွာနေလေအခုကခီးစိတ်ရမ်းမြင့်နေအလုတ်စီအရောက်သွားဖို့ကအတော်ခက်ခဲဆိုပြီးပညာရေးဝင်တဲ့တယောက်ကပြောတယ်တဲ့မိသားစုလိုက်စစ်ဆောင်ထားရတာကြောင့်အပြန်ကြရင်လည်းဝန်ထမ်းတယောက်တည်းမဟုတ်ပဲမိသားစုလိုက်ပြန်လာရမှာကြောင့်အခက်ခဲပိုဖြစ်ရတယ်လို့သူကပြောတယ်တဲ့ဒါအပြင်လာရှိုးကဝန်ထမ်းတွေကိုပြန်ခေါ်ရမှာဘယ်နည်းအရောက်ပြန်ခဲ့ဆိုတဲ့အမိတ်မျိုးရှိတာကြောင့်ခက်ခဲနေရတယ်လို့ဆိုရဲတဲ့ကို့အစီအစဉ်နဲ့ကိုပြန်ရတာပါတဲ့ကားကားကလူတယောက်တသိန်းခွဲနဲ့အထက်ပါတဲ့မိသားစုများသူတွေဒုက္ခမသေးပါဘူးတဲ့ထွက်လာတော့ကတော့လက်ထဲငွေစား ါတော့မသိတာဘူးတဲ့စစ်ဆောင်ရတာလစစ်ဆောင်ရတာလကြလာတော့ခက်ခဲလာပြီဆိုပြီးတော့တဲ့စစ်ဆောင်ဝန်ထမ်းတယောက်ကပြောတယ်တဲ့နိုင်ငံတော်ကပေးတဲ့စစ်ဆောင်ထောက်ပံ့ကြီး6000လဲတဲ့ပြီးခဲ့တဲ့ဖေဖော်ဝါရီလကပေးပြီးနောက်ပိုင်းမရတော့ဘူးလို့ပြောတယ်တဲ့ဝန်ထမ်းတွေရတဲ့လစာနဲ့တော့လမ်းစရိတ်နဲ့တဲ့လစာတွေကုန်ပြီတဲ့ပြီးတော့လဲဘာသဘောတူညီမှန်းမသိရပဲစစ်ပြန်မဖြစ်ပါဘူးဆိုတာလဲဘယ်သူမှအာမမခံမနဲ့ထက်များပြေးရအောင်ဆိုပြီးတော့စိတ်ပူမှုစိတ်ပူပန်မှုတွေလည်းရှိတယ်ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ကိုယ်ဝန်ထမ်းတွေအချိန်မီလုပ်ငန်းခွင်ပြန်လည်နိုင်မှုအခက်အခဲတွေကိုကူညီဖြည့်ဆင်းပေးစီလိုတယ်လို့ ချစ်ချောင်ဝန်ထမ်းတွေကပြောတယ်ဆိုပြီးတော့ဒေတာတခုကပေါ်ပြထားတယ်။မှန်ပါတယ်ဝန်ထမ်းတွေအနေနဲ့ဒီအချိန်မှာပေါ့နော်တချို့ဝန်ထမ်းကောင်းတွေပေါ်ပြတာပြောရရင် CDM မလုပ်ဘူးဆိုတဲ့ကောကဒီဝန်ထမ်းတွေကဝန်ထမ်းကောင်းတွေလို့ကျွန်တော်တို့ပြောရရင်တိုင်းပြည်နဲ့နိုင်ငံတော်အပေါ်ပေါ့နော်နိုင်ငံတော်နဲ့နိုင်ငံသားတွေအပေါ်တစ္ဆာရှိတဲ့ဝန်ထမ်းတွေလို့ပြောရမယ်။သူတို့အနေနဲ့တချို့နေရာတွေမှာတာဝန်ထမ်းဆောင်တဲ့အခါမှာအာပြောရလို့ရှိရင်ဘယ်လိုခေါ်မလဲအသုံးစရိတ်ပိုင်းမှာဘယ်လိုခေါ်မလဲဝင်ဝင်နဲ့ထွက်ဝင်မမညီမျှတာတွေ ော်အခုလို့ခီးပြောရမှာဒါအလုံးလေးသုံးရမှာပေါ့နော်ဥမာတယောက်ကိုတသိန်းခွဲဆိုလို့ရှိရင်မိသားစုလိုက်ပြန်ပြီးလာရှိုးကိုပြားမယ်ဆိုလို့ရှိရင်မိသားစု9ယောက်ရှိတဲ့အိမ်ဆိုရင်ဟုတ်လားပြောရလို့ရှိရင်6သိန်းအထက်မှာဖြစ်သွားပြီ6သိန်း9သိန်းပေါ့ဗျာအဲ့လောက်အဲ့လောက်အထက်မှာဖြစ်သွားပြီအဲ့တော့ဒါကြီးကလုံငနေခဲငနေကုန်မှာပြောခိုးရောက်လို့ရှိရင်ညနေဖို့စားဖို့ကဘယ်လိုလာမယ်သူတို့မသိသေးဘူးဆိုတော့အဲ့တော့ဘာလဲဆိုတော့ဒါသူတို့လက်ရှိကြုံနေရတဲ့အခက်အခဲပေါ့နော်ဟိုမှာဘလို့အခြေအနေတွေရှိတယ်ဘာညာဆိုတာသူတို့အနေနဲ့ ဟိုဘာလဲဆိုဘယ်လိုခေါ်မလဲဒီ information တွေမရသေးဘူးဆိုတဲ့သဘောပေါ့အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့အဓိကအဖြစ်တော့လက်ရှိအနေထားမှာဟလာ last show မှာတချို့မျိုးကနေလည်းပြန်လာပြီပေါ့နော်အဲ့တော့ last show မျိုးကနေအနေနဲ့ဝန်ထမ်းတွေကိုဟလာဟိုပြောရင်ဝန်ထမ်းတွေဆိုအဓိကပညာရေးကျမ်းမာရေးပေါ့ဗျာကျညာပညာရေးတို့ကျမ်းမာရေးတို့တခြားဟလာဟိုဘယ်လိုခေါ်မလဲဒီမိသက်တို့ပေါ့နော်စသည်အဖြစ်ပေါ့နောက်ပြည်ရေးဝန်ထမ်းတွေပေါ့နော်ဟလာဒီထွေအုပ်တို့ရဲတို့ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဟိုဘယ်လိုခေါ်မလဲမျိုးကနေအနေနဲ့ဟိုသူတို့လုံးနိုင်တယ်လို့ပေါ့နော်အခုမြန်မာနိုင်ငံသားတွေကပရဟိတမှာအားကောင်းပါတယ် ပရိုက်တာရန်လုတ်တဲ့လူနိုင်ငံသားတွေပါကျွန်တော်သိပါတယ်နော်ဒါအားလုံးလည်းသိရကျွန်တော်ကိုယ်မြန်မာနိုင်ငံသားတွေအကုန်သိကြပါတယ်အဲ့တော့ဒီဝန်ထမ်းတွေအတွက်ကိုတစ်ကလူလူနီးနဲ့ဘယ်လိုဖြည့်ရှင်းမလဲနှစ်ကတော့ဒီဘက်မှာရှိတဲ့အစိုးရနီးနဲ့ဘယ်လိုဖြည့်ရှင်းမလဲပေါ့နော်အစိုးရနီးနဲ့မဖြည့်ရှင်းနိုင်ရင်ဒီဘက်မှာလူလူနီးနဲ့ပေါ့နော်ပရဟိတနီးနဲ့ဖြည့်ရှင်းသင့်တယ်လို့ကျွန်တော်တို့လူသုံးသပ်တယ်ဘာကြောင့်လဲဆိုတော့ဒီမျိုးကြီးတစ်မျိုးကဗျာအုပ်ချုပ်ရေးပြတ်ပြားသွားတဲ့မျိုးတစ်မျိုးဒီအုပ်ချုပ်ရေးပြတ်ပြားသွားတဲ့မျိုးတစ်မျိုးကိုပြန်လာတဲ့အခါမှာဝန်ထမ်းတွေအနေနဲ့ အများကြီးဒုက္ခရောက်ကြလိမ့်မယ်။ဘာလို့အုတ်ချုပ်ရေးမရှိလို့လည်းမရဘူးလေ။ဒါပေမဲ့အုတ်ချုပ်ရေးရှိပြီးတော့မအုတ်ချုပ်နိုင်လို့လည်းမရဘူး။ပြဿနာနော်။အဲ့လိုအဲ့လိုဖြစ်နေအဲ့လိုဖြစ်နေတဲ့အခါကျတော့ဒါကြောင့်မို့ကျွန်တော်တို့ကဒီလာရှိုးပြန်မဲ့ဝန်ထမ်းတွေအတွက်ကိုတော့နိုင်ငံတော်ကပဲဖြစ်ဖြစ်လာရှိုးမျိုးသူမျိုးသားတွေပဲဖြစ်ဖြစ်ပုံစံတနည်းနည်းနဲ့ဟိုကူညီနိုင်တာတွေကူညီသင့်တယ်လို့ကျွန်တော်တို့ကဒီလိုသုံးသက်တယ်ဒီလိုသုံးသက်တယ်နော်။နောက်တစ်ခုကဘာလဲဆိုတော့ဘာကြောင့်လဲဆိုတော့နောက်တစ်ခုကဒီလာရှိုးမှာကဒီခိုးဆိုးလူရဲ့ဓားတိုက်မှုတွေကနေကင်းကြောင်တောင်ဖြစ်နေတာ။နေကင်းကြောင်လို့ဖြစ်နေ။အဲ့တော့ အုပ်ချုပ်မှုရန်နေရပြပြသွားတဲ့ဒေတာတစ်ခုကိုနောက်ထပ်အုပ်ချုပ်မှုရန်နေရတိစောက်ဖို့အတွက်အခုကပြန်လဲစတင်တာအဲ့တော့ရန်နေရနှစ်ခုကြားမှာပြောရရင်တော့ဟလာတောမီလောင်တောကြောင်လက်ခမောင်းခတ်ဆိုတဲ့အတိုင်းပဲပေါ့နော်လက်ရှိအနေထားမှာဒီရန်နေရနှစ်ခုအဟဖြစ်သွားတဲ့ကြားမှာဒီခိုးဆိုးလူနိုင်တွေကဟိုထိမ့်မနိုင်သိမ့်မရအောင်များနေရပေါ့နော်အဲ့တော့မျိုးကံဒီအနေနဲ့ကလည်းဒီကိစ္စကိုဟိုဘယ်လိုခေါ်မလဲဟိုလက်မခံဘူးပေါ့ဗျာလက်မခံလက်မခံပေမဲ့လည်းဒီဘက်မှာကဟိုဘယ်လိုခေါ်မလဲအုပ်ချုပ်ရေးအခုမှစတင်တဲ့အတွက်ဘက်ကအစိုးရဘိုင်းကလည်းပြောရရင်ဟိုဘယ်လိုချက်ချင်းကြီးပြန်တိစောက်ဖို့ဆိုတာမလွယ်ဘူးလေ ဆိုအဲ့တော့ဘာဖြစ်လဲဆိုကျွန်တော်အဲ့သတင်းကိုရဖတ်ပြမယ်ဖတ်ပြကျွန်တော်ဆက်သုံးသက်ပြမယ်လာရှုံမှာခိုးဆိုးလူရဲ့ဓမြမတိုင်မှုတွေဆက်လက်မြင့်တက်နေတယ်တဲ့လာရှုံမြို့မှာမကြသေးခင်နေနေတွေနေတွေအတွင်းမှာနေတိုင်းနေပါခိုးဆိုးလူရဲ့ဓမြတိုင်မှုတွေဖြစ်နေတယ်လို့ဒေသခံတွေကသိရတယ်တဲ့လာရှုံမြို့ရဲ့ဓမြတိုက်ချက်ကရက်ချားတစ်ခါဖြစ်နေတယ်တဲ့နေတိုင်းတွေ့နေရတယ်လို့ဒေသခံလူငယ်တယောက်ကပြောတယ်တဲ့နေကင်းမှာတော့ဓမြတိုက်အမှုချမ်းစီးတာတွေဖြစ်နေပြီတဲ့ရဲစခန်းသားကတိုက်တန်းလို့နေရာမျိုးတွေတောင်နေလေနေကင်းတွေမှာတော့ဓမြတိုက်ခံရတာမျိုးရှိနေတာကြောင့်လုံုံမှုလုံးဝမရှိဘူးလို့ဆိုတယ်တဲ့ မေလ9ရက်နေ့နေ့လေကတဲ့ရက်ကွက်စနစ်အဝေးရလမ်းမှာလူတစုကားနဲ့လာပြီးဓမြတိုက်သွားတယ်တဲ့တင်းတက်တယ်လဲပါတယ်ကားကိုဓမြတိုက်သွားတယ်တဲ့တရားခံတယောက်ဖမ်းမိထားပြီးတခြားသူတွေလွတ်မြောက်နေတုန်းလို့သိရတယ်ဆိုပြောတယ်တဲ့ဓမြတိုက်သူတွေကအမျိုးသား၄ယောက်တင်းတက်ကင်ထားတယ်အိမ်စည်းကားတစည်းဓမြတိုက်သွားကြတယ်တဲ့လို့ဆိုပြီးတော့ဒေသခံတယောက်ကပြောတယ်မေလ9ရက်နေ့မွန်လယ်ပိုင်းကဖြစ်ပွားပြီးနောက်လာရှိုးရက်ကွက်စနစ်အဝေးရလမ်းကနေအိမ်တိမ်မှာဖြစ်တာလို့သူကပြောတယ်တဲ့ရက်ကွက်3ကြာဖြူလမ်းထိတ်မှာလမ်းထိတ်နာမှာတယ်မနက်ခင်း7:00အပြန်မှာဓာတ်ထောက်ပြီးဖုံးလို့သွားတာမြင်လိုက်ရပါမယ် ကိုပါအစ်စ်ပါနေမှာဆိုလို့ရှောင်ကွင်းပြီးပြေးခဲ့ရတယ်တဲ့အလို့နောက်ဒေသခံသူကပြောတယ်တဲ့ရမမနေ့ကမနက်စင်နာကြီးခန်းကလည်းလမ်းမှာစိုက်ကယ်လူပြေးသွားတာမြင်ခဲ့ရပြီးတော့အောင်စေတနာဘက်မှာလည်းညတိုင်းတခိုးဝင်တာရှိရလို့ဆိုရဲတဲ့အေဗီလာ30ရက်နေ့မနက်3နာရီခန်းကလည်းလာရှုရက်ွက်ခုနှစ်ကနေအိတိန်ကိုဝင်ပြီးတကားတော့ဖြတ်ပြီးတော့အိမ်တကားအိမ်တကမတကားခောက်ဝင်လာခဲ့တဲ့တခိုးနှစ်ယောက်ကိုအိမ်ရှင်နဲ့အိမ်နီးနာချင်းတွေဖမ်းမိတယ်လို့ဒေသခံကပြောတယ်တဲ့အေဗီလာ26ရက်နေ့ကလည်းလာရှုရက်ွက်9နယ်မြေ1လမ်းသွယ်10မှာအမျိုးသား1ယောက် ဓမြတိုက်ခုတ်သက်ခံရပြီ AB 24နှစ်ကတည်းကဓာတ်ပုံလိုက်တဲ့မင်္ဂလာဇုံတွေငွေသိန်း100နဲ့ကားတစီဓမြတိုက်ခံရတာကတည်းက AB လား23နှစ်နေမှာလဲထင်းယူမြိုင်ဘက်သွားရပါရမီလမ်းမှာတဲ့မင်္ဂလာတယောက်လူရဓမြတို့ခံရတယ်ဖြစ်တယ်တဲ့ပြီးခဲ့တဲ့ AB လား20ရက်နေ့က MNDA ထိချုပ်ထားတဲ့အချုပ်ထောင်ကိုနိုင်ငံရေးအကျဉ်းသားနဲ့စစ်သုံးပံမိသားစုတွေကလွှဲလို့ရခင်ပြည်မှုမျိုးစုံနဲ့အကျဉ်းသားဟောင်းတွေရောအကျဉ်းသားတွေကမကြံထောင်ခါလွတ်ခဲ့ပြီးနောက်အဲ့ဒီအချင်းအောင်ကလွမြောက်လာသူတချို့ကလည်းလာရှုမျိုးမှာအခြေပြုတ်သွားလာသွားလာနေတာကိုမှုလူရမှုဓာကုန်မှုပိုဆိုးရလာတဲ့ကြောင့် လာလာတွေတွေ့ရတယ်ဆိုပြီးတော့ဒေသခံတွေကပြောတယ်ဆိုပြီးအဲတင်းထောင်တွေမှာလို့ပေါ်ပြတာ။အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့လက်ရှိအနေအထားမှာမျိုးပြကြီးတဲ့ကိုခိုးဆိုးနိုင်တဲ့ကြာနေတဲ့လူတွေကိုထောင်ခါလွှတ်လိုက်တဲ့သဘောဖြစ်နေတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီလူတွေကထောင်ပြင်တမ်းမရှိဘူးဆိုတဲ့သဘောမျိုးပေါ့နော်။အဲ့တော့တွေ့တဲ့လူကိုဟလာလူတယ်။တွေ့တဲ့အိမ်ကိုဓမြဝင်တိုက်တယ်။အဲဒီလိုမျိုးတွေဖြစ်တယ်။အဲ့တော့ဒါတွေကိုဘလို့ထိန်းကြမလဲဆိုတာကဒေသဆိုင်ရာအာဏာပိုင်တွေနဲ့လာရှုမျိုးကန်တွေစဉ်းစားဖို့လိုတယ်။မစဉ်းစားဖို့လိုတယ်။နောက်တစ်ခုကအဲတချို့ကိစ္စတွေမှာကတော့ အဓိကကတော့ဒီနေရာမျိုးမှာလက်ရှိအနေအထားမှာဟုတ်လားဟိုဘယ်လိုခေါ်မလဲအစအနေနဲ့စီအုပ်ချုပ်ရင်းနဲ့တော့အုပ်ချုပ်တင်တယ်လို့ကျွန်တော်တို့ကဒီလိုသုံးသပ်တယ်ပုံမှန်144ပေါ့ဗျာနော်စီအုပ်ချုပ်ရင်းမှာပုံမှန်144နဲ့တော့အုပ်ချုပ်တင်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဘာကြောင့်လဲဆိုတော့ဒါရှိုးမျိုးကန်ဒီအနေနဲ့လေဒီကိစ္စတွေမှာဗဇက်ပိတ်မထားသင့်ဘူးကိုကြုံတွေ့နေရတဲ့အခက်အခဲတွေကိုသက်ဆိုင်ရာအာဏာပိုင်တွေကိုတင်ပြတင်တယ်ဟုတ်လားလက်ရှိအနေအထားတော့ကျွန်တော်တို့ဒါသိရသလောက်တော့ဟုတ်လားလက်ရှိအနေအထားမှာအာဒီဘယ်လိုခေါ်မလဲပြည်သူ့လုံခြုံရေးပေါ့နော်ပြည်သူ့လုံခြုံရေးကအဓိကအပြင်ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းတွေကတော့ပြန်စနေလောက်ပြီလို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ်ဒီလိုသုံးအဲ့တော့ ီလာချုံမြို့ကြီးတစ်ခုလုံးအတွက်ကိုရဲတပ်ဖွဲ့တစ်ခုလောက်တစ်ခုတည်းလောက်နဲ့ဒီမှုကင်းတွေကြာဆင်းသွားဖို့မလွယ်တော့ဘူးမလွယ်တော့တဲ့ခါကျတော့ကျွန်တော်တို့ကတော့ပြောရရင်တော့ဒီလိုအချိန်မျိုးမှာပြည်သူလူထုပူးပေါင်းပါဝင်ဖို့လိုအပ်တယ်လို့အစိုးရကလည်းတချို့ကိစ္စတွေမှာအမှန်မှန်ကန်ကန်တင်ပြပြီးတော့နော်ဒီလက်ရှိနိုင်ငံအစိုးရပေါ့နော်ပြောရရင်ဟိုကျွန်တော်တို့ Federal စကားနဲ့ပြောရရင်ဘ ਹੁ အစိုးရပေါ့ဘ ਹੁ အစိုးရကလည်းလိုတင်ပြပြီးတော့ဟလာလိုအပ်တာတွေကိုစီမံဆောင်ရွက်တည်နေလို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ပြည်သူတွေအနေနဲ့ကတစ်ကခုနဝန်ထမ်းတွေပြောသလိုပေါ့နော်စစ်ကပြီးွားတာလား ီလာရှိုးတိုက်ပွဲတွေကပြီးသွားတာလားခဏနားလိုက်တာလား MNDA ကလုံးဝလာရှိုးကနေလား MNDA နဲ့တက်မလို့ကြားမှာတိတိကျကျသဘောတူညီမှုနဲ့စုပ်သွားတာလားဒါမှမဟုတ်ရင် MNDA ကတရုတ်ရဲ့ဖိအားကြောင့်စုပ်တာလားဆိုသူတို့ကဓာရီကိုလည်းသိချာမသိရအောင်ဆိုသူတို့အနေနဲ့လည်းစိုးရိမ်စိတ်ရှိတယ်စိုးရိမ်စိတ်ရှိတယ်အဲ့တော့ဓာရီကလည်းသူတို့ကိုပြောပြစရာတော့မလိုဘူးဗျာဒါပေမဲ့ဒီဘက်မှာတော့ဝရုဇော်မင်းတို့ပြောရတာရှိတယ်လာရှိုးမျိုးသူမျိုးသားတွေအနေနဲ့မကြခင်မှာပုံမှန်ဘဝတွေပြန်ပြီးတော့ရောက်မှာပါဆိုပြီးတော့ဒီလိုပြောရတာရှိတယ်ကျွန်တော်တို့ဒီတက်မလို့နေမှာအဲ ကျွန်တော်တို့မြန်မာဟတ်တော်ကဘယ်လိုဆိုမင်းတို့ကိုမေးတဲ့အခါမှာဘယ်လိုဆိုမင်းတို့ကဒီလိုပြောတာရှိတယ်။အဲ့တော့အဓိကအပြင်တော့လက်ရှိအနေထားမှာဒီထဲမှာတော့လာရှုံမျိုးထဲမှာတော့ MNDA ဒီအုပ်စုတွေမရှိတော့မရှိတော့ပေမဲ့ဒီအုပ်ချုပ်ရေးအကူပြောင်းပါတော့အုပ်ချုပ်ရေးအကူပြောင်းမှာတော့ကျွန်တော်ခုနကပြောသလိုတောကြောင်တွေကတော့ထားတတ်တာပဲအဲ့တော့တောကြောင်တွေကိုပြောမှာအုပ်ချုပ်ရေးဘိုင်းမှာကတာမန်အုပ်ချုပ်ပုံနဲ့ပဲသွားမလားဒါမှမဟုတ်လို့ရှိရင်ဟဲ့လားကျွန်တော်တို့ပုံမှန်144နဲ့ပဲသွားမလားဆိုတော့ဒါတွေကစဉ်းစားတင်တယ်ဘာကြောင့်လဲဆိုတော့ဝန်ထမ်းတွေအနေနဲ့ကဒီအချိန်မှာတို့အနေနဲ့ခက်ခဲများကြီးရှိတယ်ပြည်သူတွေအနေနဲ့ကလည်း ဒီစစ်ပွဲနဲ့နဖူးတွေဒူးတွေကြုံသွားတဲ့ဖြစ်တဲ့အတွက်ကြောင့်သူတို့ရှိမှလည်း panic ရှိမှပဲเนาะပြန်ဖြစ်အောင်မလားဆိုတဲ့ကြောက်စိတ်တွေစိုးရိမ်စိတ်တွေရှိမှပဲအဲ့တော့ဒါတွေကိုပြောရလို့ရှိရင်တော့ဒေသဆိုင်ရာအာဏာပိုင်တွေပြီးတော့ဘိုးဆိုးရတွေအနေနဲ့ဒီဒေသကိုလာရှုပ်ဒေသကိုပြန်ဝင်လာတဲ့ပြည်သူတွေကိုဘယ်လိုနှစ်သိမ့်စကားပြောမလဲဘယ်လိုလုံခြုံဆောင်ရွက်မလဲဆိုတာတော့တိကျတဲ့ဟာပြောရရင်ဒီ administrative ပေါ့เนาะအုပ်ချုပ်ရေးရန်နေရာ plan တစ်ခု ဒါပြောရရင်ဒါအရေးပြောရရင်ဟိုတာမန်တက်ထူးခြားတဲ့အုပ်ချုပ်ရန်နေရလေပုံမှန်မဟုတ်ဘူးလေဗျာဟိုပုံမှန်ဆိုအောင်မကျွန်တော်မန္တလေးရန်ကုန်ဟုတ်လားဒီနေပြီးတော့ဒါပုံမှန်ပုံမှန်ရန်နေရတိုင်းလည်းပတ်နေလို့ရတယ်ဟိုကအုပ်ချုပ်ရေးအဖွဲ့တစ်ခုကနေလက်ရှိနိုင်ငံအစိုးရကပြန်ပြီးတော့ဒီဒီဒေတာကိုအုပ်ချုပ်ရေးပြန်ယူလိုက်တာဖြစ်တဲ့အတွက်ဒီဒေတာရဲ့အုပ်ချုပ်ရေးကဂျားကာလာအုပ်ချုပ်ရေးဖြစ်နေတယ်လက်ရှိနေထားမှာအဲ့တော့ဒါဟာပုံမှန်မဟုတ်တဲ့အုပ်ချုပ်ရေးဖြစ်နေတဲ့အတွက်ဒါအတွက်ကိုဟုတ်လားပြည်သူလူထုအနေနဲ့ဒီအုပ်ချုပ်ရေးရန်နေရမှာဘယ်လိုပါဝင်နိုင်မလဲ အစိုးရအနေနဲ့ဒီအုပ်ချုပ်ရေးရန်ရဲကိုဒါဒီအချိန်မှာပြောရင်ဂျားကာလာမှာကြက်ကြက်မက်မက်ကင်လာတော့အကောင်းဆုံးလို့ကျွန်တော်ကဒီလိုထင်တယ်ဗောနော်ဒီလိုမျိုးယူဆတယ်နေ့မို့ဆိုလို့ရှိရင်ခင်ဗျားတို့ဟေတီတွေ့ရမလားဟေတီမှာဟာသူကဘာကြောင့်လဲဆိုတော့ဒီနေရာကလာရှုမျိုးက MNDA တို့ကတော့တချိန်ကအောင်နှိမ့်ဖြစ်သွားတဲ့အတွက်လူတွေမှာလက်နက်တွေလည်းရှိနေမှာပဲပြောမရအောင်ရှိနေမှာပဲဟာလာအဲ့တော့ဂိုင်းနေနေလှုပ်ရှားနောက်တစ်ခါလာရှုမျိုးကနေဆက်နေနီးတဲ့အတွက်တတိယများတယ်ဘာလို့ကုံသွေးကြီးလမ်းကြောင်းပေါ်မှာကြာနေတဲ့အတွက်တတိယများတယ်အဲ့တော့ နောက်တစ်ခုကဘာလဲဆိုတော့ခုနပြောသလိုထောင်ဖောက်ထားတဲ့အတွက်လူโซလူမိုက်ဟလာခိုးโซလူနိုက်တွေကလည်းဒီမှာများနေတယ်ဒီကောင်းနေဘယ်ပြားမှမနေဒီမှာများနေတော့တထေးတွေများနေတဲ့နေရာကိုခိုးโซလူနိုက်တွေကရောက်လာတယ်အဲ့ဒီအချိန်မှာအုတ်ချုပ်ရန်နေရတယ်အတီကြမဖြစ်သေးတဲ့အချိန်နဲ့သွားတွေးတော့မြည်သောပင်ဆိုစီကမူပြောရရင်ဟလာဟိုရေငတ်တုံးရေတွေနဲ့ကြားတယ်ဓမြတွေလို့ဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအာနာပိုင်းနေအနေနဲ့လာရှုမျိုးရဲ့အုတ်ချုပ်ရေးကိုတာမန်အုတ်ချုပ်ရေးပုံစံသဘောမထားဘဲနဲ့အထူးပေါ့နော်အထူးဘလို့အုတ်ချုပ်မယ်ဆိုတာစဉ်းစားသင့်တယ်လို့နော်ကျွန်တော်ဒီလို